ကျွန်တော်ရအောင်ဝင်မြင်လာပါ Dragon and Fish Show ကနေပြောကြိုးလိုပါတယ်ကျွန်တော်ကလောဘဘူးတင်းရဲ့နောက်ဆုံးရသတင်းတွေနဲ့တခြားစိတ်ဝင်စားစရာအကြောင်းအရာတွေကိုအမြဲတမ်းတင်ဆက်ပေးသွားမယ်ဆင်မင်းပါဗျာကျွန်တော်တို့ဘာဘူးတင်းရဲ့ဒီနွေရာသီအပြောင်းရှိမှာဒါပေါင်း136တန်းနဲ့စံချိန်တင်ခေါ်ယူထားတဲ့ကွင်းလေကစားသမား Fran Vier နဲ့ပတ်သက်ပြီးတော့အင်္ဂလန်နဲ့ Manchester United တို့ရဲ့ဂန်နဝင်ကစားသမားကြီးတအူးဖြစ်တဲ့ဒါ Postco က ပြီးခဲ့တဲ့ရပ်ပိုင်းကဝေဖန်မှုတချို့ပြုတ်လုလာတယ်ဒါဝေဖန်မှုဆိုတာလည်းဗျာဘယ်လိုပြောလဲအကောင်းမြင်တဲ့ဘက်ကနေပြီးတော့သူပြောလာတဲ့အရာတွေရှိတယ်အပြုသဘောဆောင်ပြီးပြောလာတဲ့အရာတွေပေါ့လေအဲ့တော့ဘာတွေပြောလာလဲဆိုတော့ from vf ကလက်ရှိအချိန်မှာသူအတင်းနဲ့ဘာဘူးအတင်းနဲ့ကတောက်လျှောက်ရုန်းကန်နေရတယ်ဆိုတာမှန်တယ်ဒါပေမဲ့လက်ရှိအနေအထားမျိုးမှာ from vf ရုန်းကန်နေရတယ်ဆိုတာကသူ့ရဲ့တယောက်ထဲကြောင့်ဒီလိုမျိုးသူရုန်းကန်နေရတယ်ဆိုတော့သူမထင်ဘူးပေါ့လေဘာကြောင့်လဲဆိုတော့လက်ရှိလေဘာဘူးအတင်းကခံစစ်ကလည်းမတည်ငြိမ်ဘူးတောက်လျှောက်ဂိုးတွေပေးနေရတဲ့အနေအထားမျိုး ခံစစ်ကမတည်ငြိမ်တာဖြစ်တဲ့အတွက်ကိုင်းလဲကစားသမားတွေကလည်းခံစစ်ကိုဆင်းဆင်းပြီးတော့ကူနေရတယ်ဒါကြောင့်မလို့ PRVS ဆိုတဲ့ကစားသမားကပြတွင်းလေတိုက်စင်နံပါတ်10ရိုးနေရာမှာကစားတဲ့ကစားသမားမျိုးဒါကြောင့်ခံစစ်ကိုဆင်းဆင်းပြီးကူနေတဲ့နေရာမှာသူ့ရဲ့ out of position တွေကိုသွားသွားပြီးစော့နေရတဲ့သဘောမျိုးပဲဒါကြောင့် PRVS ကလက်ရှိသူရုံးကန်နေရတဲ့အနေအထားမျိုးမှာသူကိုယ်တိုင်အားနည်းချက်ထက်အသင်းရဲ့လက်ရှိမတည်ငြိမ်တဲ့အနေအထားတွေကြောင့်အများကြီးတတ်ဆိုင်နေလို့လေဒါ Postco ကပြောသွားတယ် အဲပြီးလို့ရှိရင်လည်းဖရွန်ဘီယက်ကတကယ်ကောင်းတဲ့ကစားသမားတဦးဖြစ်တယ်ပေါ့ဗျာလက်ရှိအသက်22နှစ်ပဲရှိသေးတဲ့ကစားသမားအဲပြီးရင်လည်းနိုင်ငံခြားအတွေ့အကြုံကိုပထမဦးဆုံးဒါထွက်ပြီးတော့နိုင်ငံခြားကိုကစားထွက်ပြီးတော့ကစားရတဲ့ကစားသမားဖြစ်တယ်ဒါကြောင့်မလို့ဖရွန်ဘီယက်ကလက်ရှိအနေအထားမျိုးမှာဆိုရင် ဒါထပ်ပြီးတော့ကောင်းလာစရာကြီးအများကြီးရှိတယ်ဗောလေပြီးခဲ့တဲ့ရာသီကလည်း Grand Bank ကလည်း Premier League မှာ Queen League မှာအကောင်းဆုံးသာသမာတအူဖြစ်ခဲ့တယ်လို့ Liverpool ရဲ့အကောင်းဆုံး Queen League သာသမာတအူလည်းဖြစ်ခဲ့တယ်ပြောပေမဲ့ Liverpool ချီကိုစာပြီးတော့ရောက်ရောက်လာခြင်းမှာ Grand Bank ဆိုတာကအရန်ခိုးမှသာအချိန်ကြီးအများကြီးပေးဆက်ခဲ့ရတဲ့သာသမာဖြစ်တယ်ဗောလေလက်ရှိမှာက Grand Bank ဆိုင် Front Bank က Queen ထဲမှာရှိနေတာဖြစ်တဲ့အတွက်အများကြီးပို့ပြီးတော့တိုးတက်လာဖို့လိုတယ် လီနှစ်ခုရဲ့ kwa cha jet အရာကစားသမားရဲ့စီမျောပုံကလည်း kwa cha တယ်လို့သူရဲ့ခြေစွမ်းပန်းအရာလည်းနည်းနည်းလေး kwa cha ပုံကိုကျွန်တော်တို့တွေ့ရတယ်။ kwa cha တဲ့ဆိုတော့ကဒါ Premier League မှာလုံနေတဲ့အရာတွေကို Bundesliga မှာသွားပြီးလုံလို့မရတယ်လို့ Bundesliga မှာလုံခဲ့တဲ့အရာတွေကိုလည်း Premier League မှာလာလုံမယ်ဆိုရင်တော့နည်းနည်းလေးတော့ခက်ခဲမယ်လို့သူပြောတယ်။အဲပြီးလို့ရှိရင်လည်းဒီကစားသမားလေးကတကယ်ကိုတယ်လန့်ရှိတဲ့ကစားသမားလေးဖြစ်ပြီးတော့သူဘောလုံးလက်ခံတဲ့အချိန်တိုင်းမှာပြိုင်ဘက်အသင်းကစားသမားတွေအနေနဲ့ကအသေးအသံဖြတ်ထုတ်နေရတာကိုတစ်ချိန်မက ဒါ၁၀ချိန်လောက်အ ਨੇ ဆုံးသူတွေးခဲ့တွေးနေရတယ်လို့သူပြောတယ်ပေါ့လေပွဲတော်ဘက်မှာတစ်ချိန်မှာက၁၀ချိန်လောက်အ ਨੇ ဆုံးသူတွေးနေရတယ်လို့ပြောတယ်ဒါက Foreign Vier ကိုပြိုင်ဘက်ကစားသမားတွေအနေနဲ့ကဘလောက်ထိအောင်ဒါကြွကျဲလဲပေါ့လေသူပြောတာကဘလောက်ထိအောင်ဒါပြိုင်ဘက်ကစားသမားတွေကဘလောက်ထိအောင်ကြောက်လဲဆိုတော့ကိုဒါတိတာတယ်ပေါ့လေတော့ဒါကြောင့်ကျွန်တော်တစ်ချက်တော့ပြန်ပြီးတော့ကြည့်ရမယ်ဆိုရင်ဒါတကယ်ပဲ Foreign Vier ကသူကိုယ်တိုင်ရုံးကန်နေရတာထက်ဒါသူကိုယ်သူကပြိုင်ဘက်ခြေစွမ်းပြဖို့ရုံးကန်နေရတာထက်အသင်းရဲ့ကစားပုံတွေနဲ့အများကြီးတတ်ဆိုင်နေလားဆိုတဲ့အရာပေါ့လေဆိုတော့ ဒါ from post ကိုပြောရတဲ့မှာဗျာကျွန်တော်ဘယ်လိုပြောလဲမမှန်ဘူးမဟုတ်ဘူးသူပြောတာကတော်တော်ညာခိုင်တော့တော်တော်များတော့မှန်တယ်တိုးပေမဲ့အကုန်လုံးလို့တော့မဆိုလို့ခြင်းဘူးပါလေ။ဒါရှိသူကိုယ်တိုင်ကလည်း from B ရဲ့သူကိုယ်တိုင်ဝန်ခံထားတဲ့အရာရှိတယ်။ သူကသူပြီးခဲ့တဲ့ရက်ပိုင်းမှာသူအေခိုးတည်င်းဌာနကိုသူကိုယ်တိုင်ဝန်ခံထားတဲ့အရာတစ်ခုရှိတယ်။အေခိုးတည်င်းဌာနဆိုတော့ကဗျာလက်ရှိတောလဘဘူးပြည်သက်တွေအများစုသိမယ်ထင်တယ်။ဘာလို့လဲဘဘူးရဲ့တည်င်းတော်တော်များများကိုလည်းတိတိကျကျသင်ပေးတယ်။အဲသူကိုသူတို့ကိုယ်တိုင်ကလည်းသုံးသက်ချက်တွေဘာတွေကိုလည်းသင်ပေးတယ်။ဆိုတော့အေခိုးတည်င်းဌာနကတော်တော်လေးသိကြတယ်။အဲ့ဒီတည်င်းဌာနမှာဒါ from via ကအင်တာဗျူးတစ်ခုမှာသူဘာပြောထားလဲဆိုတော့လက်ရှိမှာကဒါသူကိုယ်တိုင်ကလည်းလဘဘူးအသင်းမှာသူကိုယ်တိုင်လည်းဒါခြေစွမ်းကောင်းတစ်ခုရဖို့တော့ကိုရုန်းကန်နေရတယ်။ သူကဘာကြောင်းလဲဆိုတော့သူ့ရဲ့ position အနေထားနဲ့ပတ်သက်ပြီးတော့သူကစားပုံနဲ့ပတ်သက်ပြီးတော့သူ့ရဲ့ကြံ့ခိုင်မှုတွေနဲ့ပတ်သက်ပြီးတော့လည်းသူနီးပြရင်လည်းအချိန်ချင်းဆွေးနွေးထားတယ်ဒါကြောင့်မလို့သူကိုယ်တိုင်ကမကြခင်မှာအကောင်းဆုံးပြန်လာမယ်လို့သူကိုယ်တိုင်လည်းယုံကြည်ထားတယ်။ဒါပေမဲ့လက်ရှိချိန်မှာတော့သူယုံကန်နေရတယ်ဆိုတာတကယ်တမ်းဟုတ်တယ်လို့သူဝန်ခံထားတယ်။ဆိုတော့ကစားသမားကိုယ်တိုင်ကလည်းဒီလိုမျိုးတချီသမားပြနိုင်တဲ့အပေါ်မှာကစားသမားရဲ့အပေါ်ကိုလည်းအများကြီးမူတည်တယ်လို့လက်ရှိအသင်းနဲ့လည်းပတ်သက်ပြီးတော့လည်းပေါ့စကိုပြောဆိုတော့အများကြီးတက်ဆိုင်တယ်လို့တော့ကျွန်တော်တို့ထင်တယ်။ ဒါပေမဲ့ boss ကိုပြောသလိုပဲဗျာအသင်းကြောင့်သားသမားကရုန်းကန်နေရတယ်ဆိုတာကတော့လက်မခံဘူးပေါ့ဗျာဘာလို့ဆိုတော့လမ်းရှိမှာကအသင်းက ရုံးကန်နေရလို့ကစားသမားကိုခေါ်ထားတာမဟုတ်ဘူးဗျာကျွန်တော်တို့အသင်းကပို့ပြီးတော့ကောင်းစေချင်လို့ဒီစားသမားကိုခေါ်ထားတာအဲ့လိုအနေထားမျိုးမှာအသင်းကမထင်မှတ်တဲ့အနေထားမျိုးတွေနဲ့ကြုံပြီးတော့အသင်းရဲ့ကစားသမားတစ်တင်နဲ့အဟောင်းတွေနဲ့တိတ်ပြီးတော့တဟဇာတာမဖြစ်တဲ့အချိန်တဟဇာတာမဖြစ်ဘူးဆိုတော့ကကစားပုံချင်းတိတ်ပြီးတော့မစင်လျော်တဲ့အချိန်အဲတစ်ဖက်ကပြိုင်မဲ့အသင်းတွေကပို့ပြီးတော့မနစ်ကရာသီထက်မတူညီတဲ့ strategy နဲ့ချင်းကပ်လာတဲ့အနေထားမျိုးမှာ Arnestock ကလည်းလက်ရှိသူ့ရဲ့ ကစားပုံနဲ့ကိုကစားသမားတွေကိုရိုက်သွင်းနေတဲ့အနေထားမျိုးပါဗျာနည်းနည်းလေးကမောက်ကမနိုင်နေတာအဲ့လိုမျိုးအနေထားမျိုးမှာကစားသမားကခြေစမ်းမပြနိုင်ဘူးဒါကအသင်းတိုင်းအသင်းတိုင်းမှာဖြစ်လိမ့်ဖြစ်တာရှိတဲ့အရာမျိုးဗျာအဲ့ဒါလဘဘူးတစ်သင်းမှာအသင်းတစ်သင်းမှာမဟုတ်ဘူးဒါအန်နက်ရှော့ကလဘဘူးအသင်းကိုရောက်လာတဲ့ခါမှာဒီလိုမျိုးကြုံရတာသူတယောက်တည်းမဟုတ်ဘူးဗျာအာဒီတာကိုယ်တိုင်ကလည်းအာဆင်နယ်ကိုစကင်တော့ကလည်းဒီလိုမျိုးပဲကြုံရတာဒါပက်ခွာလီလိုတဲ့ကိုယ်တိုင်ကိုကဗျာဒါသူဘယ်လိုပြောမလဲမန်စီးတီးကိုသူ စာပြီးတော့ကင်တဲ့နေ့မှာစာပြီးတော့သူတောင်းဝယူတဲ့နေ့မှာလေဒီလိုမျိုးပြဿနာတွေသူကြုံရတာပဲဆိုတော့ဒါကအာနေရှောကတစ်နှစ်နောက်ကျပြီးတော့ဒုတိယတစ်နှစ်မှာကြုံရတာလေပဲကျွန်တော်ပြောရမယ် ။အဲဆိုသူရဲ့ကစားခွက်တွေကိုရိုက်သွင်းတဲ့အချိန်မှာသာသမားတွေကတိတ်ပြီးတော့သူ့ရဲ့ကစားပုံနဲ့တဟတိတ်ပြီးတော့ဟိုအစီလျော်မတည့်တာတွေပါကျွန်တော်တို့တွေ့ရတယ်။အဲ့ဒီအနေထားမျိုးမှာကစားသမားတယောက်ချင်းစီရဲ့ individual ကိုအားကိုးပြီးတော့ကစားရတယ်။အဲ့လိုမျိုး individual နဲ့တဖြည်းဖြည်းနဲ့ template style နဲ့တဖြည်းဖြည်းချိန်ကြီးရင်ချိန်ကြီးရင်နဲ့နောက်ဆုံးမှအသားကျသွားတာ။ဒါကိုတော့ကျွန်တော်တို့တစ်ချိန်ကျရင်မြင်ရမယ်လို့တော့ကျွန်တော်တို့တေချာပေါက်တော့ယုံကြည်နေသေးရှိတယ်အခုချိန်ဒီတော့။ဒါပေမဲ့ လက်ရှိအချိန်ဒီမှာ Florian Vieira ကအသင်းကြောင့်မလို့သူ့ရဲ့ကစားပုံကြီးကဒါထိုးကျသွားရဲဆိုတာကတော့လက်မခံဘူးဆိုတာကိုပြောချင်တာပေါ့လေအသင်းကိုယ်တိုင်ကပိုကောင်းတဲ့အသင်းတစ်သင်းကိုသွားချင်နေတဲ့အနေအထားမျိုးမှာသူကအသင်းကိုပို့ပြီးတော့ကူညီပေးရမှာဗျာလက်ရှိမှာသူကိုယ်တိုင်ကအသင်းကိုကူညီပေးရမှာ ဒါပေမဲ့အသင်းကသူ့ကိုပြန်ပြီးတော့ကူညီရမယ်ဆိုတော့ကတော့တိတ်ပြီးတော့တော့ဒါတဘာဝတော့မကြောက်လာဘူးလေသို့ပေမဲ့လည်းကစားသမားတစ်ယောက်ကောင်းလာပြီဆိုရင်အသင်းကိုအများကြီးဆွဲတင်နိုင်တယ်လို့မျိုးပဲပေါ့လေဆိုတော့ကစားသမားကိုလည်းဒီကစားသမားကို flow မဖြစ်ဖို့အတွက်ကို anish law ကိုယ်တိုင်ကလည်းတော်တော်လေးကိုမှခေါင်းခံပြီးတော့လက်ရှိမှာသူအများကြီးအများကြီးပြာစွန်စားပြီးတော့သူလောက်တာရှိတယ် from vr ကိုပွဲထွက်ရဖို့ from vr ကိုကွင်းထဲမှာထားရဖို့သူလုပ်တဲ့အရာတွေကကျွန်တော်ပြီးခဲ့တဲ့ပွဲစဉ်ခုနှစ်ပွဲစဉ်ခုအထိမှာသူ၁၀ချိန်ထက်မနည်းသူလုပ်ခဲ့တယ်ဗျာ လာပရီးမီးယားလိပွဲစဉ်တွေမှာကောချန်ပီယံလိပွဲစဉ်တွေမှာကောပြီးရင် from via ကိုကိုင်းထဲမှာထားဖို့အတွက်သူတခြားတခြား rotation လဲပြီးတော့သုံးသွားတဲ့အရာမျိုးတွေဒါဘယ်လိုပြောလဲမနစ်ကဆိုရင်ပြကျွန်တော်မြင်လေးမြင်ထားမရှိတဲ့အရာမျိုးတွေမှာဒီအရာတွေမှာသူလုံနေတာဒါကဘာကြောင့်လဲဆိုတော့ from via ကိုအသေးချာပေါ့မှာ flow ချင်လို့ပဲ ဒါကြောင့်မလို့ပဲ Frontier ကို flow မှာဆိုလို့သွားအကြိမ်ကြိမ်သူအစမ်းသက်ပြီးတော့တုံးထားတယ်ဒီချိန်မှာလည်း Frontier ကိုထပ်ပြီးတော့သူ့ဘက်ကနေပြီးတော့တေချာတဲ့ကစားပုံတစ်ခုနဲ့ဒါဘယ်လိုပြောလဲ Frontier ကိုပြန်ရှာတွေ့နိုင်မယ်လို့သူ့ဘက်ကယုံကြည်ထားတယ်ဆိုတဲ့အကြောင်းလည်းဒါတချို့သတင်းထားနိုင်မယ်ပေါ်ပြထားတယ်ဆိုတော့ Frontier ကတော့တေချာပေါက်ရုံးကန်နေရတာရောရှိတယ်ဒါပေမဲ့ Postco ကတော့ဒီစားသမားကတိတ်မကြခင်မှာပြန်လာလိမ့်မယ် Postco ပြောတာကဒီစားသမားကတိတ်မှန်ကြခင်မှာပြန်လာလိမ့်မယ်။ဒါပေမဲ့အချိန်တော့နည်းနည်းပေးဖို့အတွက်လိုအပ်တယ်။ ဂရမန်ဘတ်တို့အလက်ဆနာအီဆက်တို့ရှုကူအီဂီဂီဂီတို့တော့မှာပဲလက်ရှိအနေအထားမျိုးမှာဒါဘယ်လိုမျိုးလဲအသင်းနဲ့တိတ်ပြီးတော့အသားမကျသေးဘူးအာဂရမန်ဘတ်ကတော့ရှေ့မှာအသားမကျသေးဘူးဆိုပေမဲ့ဒီနောက်ပိုင်းရာသီမှာအကောင်းဆုံးသာသမာကြီးဖြစ်ခဲ့တယ်အလက်ဆနာအီဆက်လို့တော့မှာအလက်ဆနာအီဆက်လို့ပရီးမီးယားလိမ်မှာအသားကျပြီးသားသာသမာတအူးတော့မှာပဲလေဘာဘူးအသင်းကိုပြောင်းလာတဲ့အခါမှာနည်းနည်းလေးတိုင်ပတ်ချင်နေတာ ဒါကြောင့်မလို့ from vs ဆိုတာကလက်ရှိမှာမှဒါဂျာမန်မီကနေပြီးတော့အင်္ဂလန်မီကိုပထမဦးဆုံးအနေနဲ့စပြီးတော့ကစားဘူးတဲ့နိုင်ငံခြားအတွေ့အကြုံယူထားတဲ့ကစားမှာဖြစ်တယ်။ဒါကြောင့်မလို့တိတ်မကြခဲ့မှာ from vs ကပြန်လာတာကိုတွေ့ရမယ်။ from vs ကပြန်လာတဲ့အခါကျလို့ရှိရင် premier league မှာကြောက်စရာအကောင်ဆုံးနံပါတ်10ကစားသမားတအူဖြစ်လာလိမ့်မယ်လို့လေသူကထံမုံးပြီးတော့ပြောသွားတယ်။ဆိုတော့ အဲဒါကိုတော့တကယ်တမ်းဖြစ်လာပါစီလို့ပဲကျွန်တော်ဆူတောင်းအောင်ပါဗျာဟုတ်သည်ဖြစ်စေမဟုတ်သည်ဖြစ်စေတကယ်တမ်းဖြစ်လာပါစီလို့ပဲဆူတောင်းအောင်ပါမယ်ဆိုတော့ဒါကိုလည်းကျွန်တော်ကိုဘယ်လိုမြင်ရလဲတစ်ချက်လောက်ဆွေးနွေးကြပါဦးကျွန်တော်လည်း line subscribe လုပ်ပေးကြပါဦးကျေးဇူးများကြီးတင်ပါတယ်ဗျာ